ဖြစ်သူလာမယ်လမ်းကိုမျောနေတော့သူမှတားဖြစ်သူတွေနဲ့ခွဲရလို့ရှင်ခွန်းနာကြပြီးနဘဝရောက်ရသူပုပ်ပါနေရထင်ရှားတဲ့နတ်မြမနိုင်ငံဟာဟိုးရင်ကလေးကနတ်ကူးဝယ်မှုတွေရှိခဲ့ပြီးနေရာဒေသလိုက်ပူဇော်ခံထင်ရှားတဲ့နတ်တွေရှိပါတယ်အထူးသဖြင့်ပုပ်ပါဒေသတောင်မျိုးရက်တွေဟာဆိုရင်နတ်တွေနဲ့ပတ်သက်လို့လူသိများပြီးအဲ့ဒီနေရာမှာပုပ်ပါမေတော်ကြီးကလည်းထင်ရှားတဲ့နတ်ပါ 39မိနတ်စင်ရင်နဲ့ပါဝင်ပြီးသာသနာကိုချီးမြှောက်တာသာသနာပြုပုဂ္ဂိုလ်တွေကိုလည်းကိုကြီးဆောင်းဆောင်လေးရှိတဲ့ပုပ်ပန်းမေတော်ကြီးရဲ့ဘဝတမန်ကျောင်းကလည်းစိတ်ဝင်စားလေးရပါပုပ်ပန်းမေတော်လို့ဆိုရင်ပန်းစားဘလူးမမေဝနာလို့လူသိများပါတယ်အမှန်တော့မေဝနာဟာဘလူးမဟုတ်ပဲတထုံပြည့်ရှင်မနူဟောင်းမင်းကြီးရဲ့နှမတော်ဝနာတင်ကြီးမင်းသမီးပါဝနာတင်ကြီးမင်းသမီးဟာအတိတ်ဘဝမှာပုံနာမျိုးမှာဝေးပါပြီးအသားငါမစားပဲတတိမြတ်သာစားသုံးနေတဲ့သူတို့ဖြစ်ပါတယ်အဲဘဝမှာသူမဟာ နောက်ဘဝနဲ့မိမိဒီမြင့်မြတ်တဲ့အမျိုးမှလူဖြစ်ရပြီးသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါစေလို့ဆုတောင်းပါတယ်။အဘဘဝမှာကွယ်လွန်တဲ့အခါတရုံဘင်းရဲ့မနုဟာမင်းကြီးရဲ့နှမတော်ဖြစ်လာပါလေ။မနုဟာမင်းကြီးကနှမတော်ကိုမြောင်နှမ်းဘွားညီော်နဲ့လက်ဆက်ဖို့ပြောတဲ့အခါရင်းဆန်တာကြောင့်မင်းကြီးကဆေဆုကနန်းတော်မှာလည်းနှိမ့်ထုတ်လိုက်ပါတယ်။အဲဒီအခါမှာမိသမီးလေးကပုပ်ပါတောင်ကိုထွက်လာပြီးတတိမြသာစံတော်မီတောင်ကလပ်မှာဒိဋ္ဌံဝင်ပါတယ်။တောင်ကလပ်အနီးမှာရှိတဲ့ရွှေကူကြောင်မှာနေထိုင်တဲ့ရတ္တကြီးထံချင်းကပ်ပြီးတရားဘာဝနာအားထုတ်ပါတယ်။ အတိတ်ဘဝကကုသိုလ်ကံတွေကြောင့်ပဲပုပ္ပါကပန်းတွေနဲ့အပြိုင်လှနေတဲ့ဝဏတင်ကြီးမိသမီးလေးကိုအများကချစ်စနိုးနဲ့ပန်းလေးကိုစားတဲ့ပန်းစားဘလူးမားလို့ခေါ်ခဲ့ပါတယ်။သူမရဲ့လှပတဲ့ရုပ်ရည်ကိုမတမာသူတွေနောက်ရှက်မှသိုးတဲ့အတွက်ကျွန်ုပ်ဟာဘဝတသက်လုံးတသက်လို့စားနေဒီမှာအမှန်ပါ။ဒီတစ္ဆာစကားကြောင့်ကျွန်ုပ်မနစ်သက်တဲ့လူတွေနဲ့တွေ့ပါကနဘလူးအတွင်သာမြင်ပါစေ။ကျွန်ုပ်နှစ်သက်တဲ့သူနဲ့တွေ့ပါကလှပသောရုပ်စင်းနဲ့လူသားအတွင်သာမြင်ပါစေလို့တစ္ဆာဆိုပါတယ်။ တနေ့မှာပကံအနှောထားမင်းကြီးထံပုပ်ပါတောင်ကနေပန်းရီကုမင်းဆက်တာနေနဲ့သူရဲကောင်းဗျက်တာနဲ့ဝနတင်ကြီးကိုတွေ့ဆုံပါတယ်။ဗျက်တာဟာဝနတင်ကြီးကိုအလုံးနပ်ပါတဲ့မိကလေးအသွင်နဲ့သာတွေ့ရပါတယ်။အဲဒီနောက်မှာနှစ်ဦးသားနှစ်သက်မြင်လို့ပြီးပေါင်းတင်နေထိုင်မိရမှာမေဝနမှာတနည်းရောက်ဖောင်းမြင်ခဲ့ပါတယ်။အနှောထားမင်းကြီးကရွှေပြင်းအိုးတွေကိုအချင်းထည့်ရန်ပေးသနာတော်မူသည်ကိုအစွဲပြုပြီးတားကြီးကိုရွှေပြင်းကြီးတားငယ်ကိုရွှေပြင်းလေးလို့အမည်ခေါ်ခဲ့ပါတယ်။တားတော်နှစ်ပါးမွေးပြီးကလေးကဗျက်တာမှာပန်းတော်ဆက်ရတဲ့အချိန်မှန်မှန်ဖြစ်လာပါတယ်။ ဒီနေ့မှာအနော်ထာမင်းကြီးမျက်တော်ရှာပြီးကွက်မျက်တာခံခဲ့ရပါတယ်။ပြတားရဲ့တန်းရက်ကိုတော့ပကန်းကိုခေါ်ယူပြီးကျွေးမွေးထားပါတယ်။မေဝနာဟာလင်းနေတဲ့အားရီနဲ့လည်းရှင်ခွဲကိုရလာကြောင်းရှင်ခွဲနာကြက်ကဘဝတစ်ပါးပြောင်းပြီးပူပားတောင်ကလေးမှာပဲတောဆောင်နံဘလူဘဝကိုရောက်ရှိသွားတယ်လို့ဆိုပါတယ်။